အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုံမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့အမှန်တရားပြောမှဆိုကျွန်တော်ဒီနေ့ဒါကျွန်တော်ရွှေဘားတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်ဖို့တော်လေးကိုဆေးအားတက်တဲ့နေ့အမှန်တရားပြောမှဆိုဟောဘရန်ဖို့အသင်းရဲ့အိမ်ကွင်းကများလက်မှတ်လေးများကြာမယ်ဆိုရင်တော့ငါအနေနဲ့အမှကျွန်တော်အမှန်တရားပြော130လောက်ဒီကျွန်တော်ပေးပြီးကြည့်ဖို့ ready ဖြစ်တယ်ဒါမြန်မာငွေတော့မှဆိုမြန်မာငွေဒါကျွန်တော်တို့7သိန်းလောက်ပေါ့နော်7သိန်းလောက်နေနေဒါကျွန်တော်ပေးပြီးကြည့်ဖို့တော် ready ဖြစ်နေဒါပေမဲ့ ဘရန်ဖို့ရဲ့အိမ်ဝင်းကလက်ရှိမှာဘရန်ဖို့အသင်းနေနဲ့တည်ကြတယ်မဲ့ဒါကျွန်တော်တို့နောက်ဆုံးပွဲစဉ်တွေရသူ့ရဲ့ဒါကျွန်တော်ခြေစွမ်းမှာပါဒါမန်ချက်စတာယူနိုက်တက်အသင်းကို3-1နဲ့နေတာသူတို့အတွက်တော်တော်လေးကိုအတက်သွားစေတယ်ပုံမဲ့လက်ရှိမှာဘရန်ဖို့ရဲ့အိမ်ဝင်းမှာဒါကျွန်တော်လက်ရှိ ်လက်မှတ်ဝယ်ဖို့တော့ကျွန်တော်ကြည့်တဲ့အချိန်မှာအိမ်ငွေးရဲ့လက်မှတ်ကတစောင်းမှရောင်းမနေလို့မရှိဘူးခါတိုင်းဆိုဗျာဘယ်လိုပဲပြောတာကျွန်တော်အသင်းကြီးနဲ့တွေ့ရင်အိမ်ငွေးကပြိသက်တွေကဒါကျွန်တော်အသင်းကြီးနဲ့တွေ့ဖို့တော့သူတို့အဲ့ပေါ့တစ်ဖက်အသင်းတွေလာကြည့်လို့ရအောင်ဆိုတော့ဘုံမှာလက်ရှိမှာဒါအိမ်ဆာမပြောရမယ်ဆိုတော့မနစ်ကဒါကျွန်တော်စပါးနဲ့ပွဲလီယူနိုက်တက်နဲ့ပွဲသွင်းသွားကြည့်အချိန်မှာလီယူနိုက်တက်ဘတ်ချက်မှာတော်တန်ဟော့စပါးပြိသက်တွေရှိတယ်ဒါဘာလို့လဲဆိုတော့သိတယ်ဆိုတော့ကျွန်တော်တို့လီယူနိုက်တက်ရှုံးပြီးတော့ပြိသက်ထွက်သွားချိန်မှာစပါးပြိသက်တွေဂျန်ခဲ့ပြီးစပါးပြိသက်တချို့ကအင်ဂျီအောက်ထဲမှာစပါးပြိသက်ဝင်ပြီးကျွန်တော်တို့ဒါတချင်းတွေဆိုရဲချိန်မှာသူနေတာစပါးတချင်းလိုက်ပြီးဆိုခဲ့ကြတယ်ဘောနော်အဲ့တော့မ တ်မှတ်ရင်အဲ့တော့ပြောတင်တာအဲ့လိုမျိုးကြောအများနဲ့တွေ့ရတာခုနကအသင်းကြီးချင်းချင်းတွေ့ရင်လည်းလိုမျိုးရှိအကွင်းကြီးလေးပူဆိုတော့ဒါ GTEC Community Stadium ကဒီတယ်ဒါကြီးရတာကျွန်တော်လက်ရှိနေနေတဲ့ဒါကျွန်တော်တို့အခုလက်ရှိနေတဲ့အိမ်ပေါ့နော်အိမ်နဲ့ဒါကျွန်တော် Brentford ကိုင်းနေဆိုတော့နှစ်မှတ်တိုင်းပဲစီရတာနင်းနီးလေးအဲ့တော့ကျွန်တော်အရင်တော့ကြည့်ကျင်တယ်ဒါပေမဲ့လက်ရှိမှာ Brentford ကိုင်းမှာကျွန်တော်တုတ်တဲ့နှခါကြည့်ဘူးတယ်ဒါကျွန်တော်မက်မက်ရ Grass River ဆိုတဲ့အသင်းနဲ့ဒါ FA Plus ကြည့်ဘူးတယ်တစ်ခေါက်ကတော့ကျွန်တော်တို့ United နဲ့လာမသိတစ်ခေါက်ကြည့်ဘူးတယ်အဲ့တော့ကြာပြီအဲ့တော့ Brentford ကိုင်းနှစ်ခေါက်ရနှစ်ခေါက်လုံးတိတ်ပြီးသဘောကျရတယ် Queen ဖြစ်ဒါပေမဲ့ तू ဟာသေးတယ်ဗျ GTEC Community Stadium က သိတယ်အများဆုံးရှိတာကျွန်တော်တောင်း8000 2000တော့မပြည့်ဘူးလားမသိကျွန်တော်ကြည့်လိုက်အောင်ဟုတ်တယ်တောင်းခွန်းထဏောင်း250အဲ့တော့တကယ်တမ်းမိုက်တယ်ဝန်တော့တော်တော်လေးကိုမိုက်တယ်အစားတောက်လည်းတော်တော်လေးကိုကောင်းတဲ့တဲမှာပါတော့လာတယ်ကျွန်တော်လူလူမျိုးတက်ကလွယ်တယ်ဗောနအဲ့တော့ကျွန်တော်သိဘူးဒါပေမဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ပေါင်260ဖြစ်တယ်မြန်မာငွေတက်မယ်ဆိုရင်15သိန်းလောက်နီးနီးရှိတယ်အဲ့တော့ကိုသိန်းလည်းမဟုတ်ဘူးဆိုကျွန်တော်လည်းတော့မကြည့်တော့ဘူးဆိုကျွန်တော်အနေနဲ့ short လိုက်တာဗောနအဲ့တော့အမခုနကပြောကြည့်မယ်ဆိုကျွန်တော်ဒါလက်မှတ်ကတော့ဘယ်လောက်ထိ Brentford ဘက်ကလူပရိသတ်များ City ဘက်က away fan ပဲလက်ရှိမှာရောင်းတဲ့လူရှိတာအိမ်ဝင်ပရိသတ်ဘယ်သူမှမရအောင်အဲ့တော့ပြောချင်တာကလက်ရှိမှာဒီပွဲစဉ်ကိုကြည့်မယ်ဆိုရင်ခမ City ပရိသတ်ဘက်ချမ်းကနေပြီးတော့ဒါမြန်မာငွေ15သိန်းလောက်ပေးပြီးတော့ကြည့်ရမယ်သဘောမှရှိတယ်ဟုတ်ပါ အဲ့လက်ရှိဒီနေ့ပွဲစဉ်မှာ Brentford အသေးနဲ့တစ်ဖက်ကဒါကျွန်တော်တို့မြို့ကန် Manchester United အပေါ် Manchester မြို့ကန်ပြိုင်မဲ့ဖြစ်တဲ့ United အသင်းကို3-1ဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ထားတဲ့အချိန်တခုရှိတယ်။စီးရီးသင်းကလက်ရှိမှာရွှေဘဆန်စွာနဲ့ပဲမူနာကူတီကျထားခဲ့မှာဒီနောက်ပိုင်းပွဲစဉ်မှာခြေစွမ်းကတော်တော်လေးကိုကောင်းနေ။ပွဲတိုင်းလူလူလေးဂိုးသွင်းနိုင်ခဲ့လို့ခန်းစစ်ပိုင်းကလည်းနည်းနည်းလေးပြန်ပြီးတော့ okay လာခဲ့တဲ့အနေအထားမှာရှိတယ်။ဒါတောင်လက်ရှိမှာဒါကျွန်တော် Manchester City သင်းနဲ့လူသိပ်ဆုံတဲ့အနေအထားမှာတော့မရှိသေးဘူး။ဒါနောက်ဆုံး update တွေနေရဆိုရင်တော့ဒါ City သင်းရဲ့ဒါခန်းစစ်ပိုင်းမှာတော့ဒါကျွန်တော် Kuznetsov ဆက်လက်ပြီးလွယ် ချုံမယ်တိုက်စစ်ပွဲမှာဒါကျွန်တော် share key လွှဲချုံမယ်ဖူးမန်မာဒါကျွန်တော်အိုက်နိုရီဆက်လက်ပြီးအဲ့တော့ပြောချင်တာက CD ရဲ့ကစားသမားဒါကျွန်တော်ရဲ့ကစားသမားလူစဉ်ကတဖြည်းဖြည်းနဲ့နည်းလာခဲ့ပြီးအသင်းပေါ် impact ကောင်းတဲ့ကစားသမားတွေအသင်းမှာတော်တော်လေးပြန်ပြီးတက်လာခဲ့တာတွေ့ရမယ်အဲ့ဒီနေ့ပွဲစဉ်မှာနှစ်သင်းလုံးအတွက်ဒီနေ့ပွဲစဉ်ကိုစီကိုစီကအရေးကြီးတဲ့ CD တင်းနဲ့ဒီနေ့ပွဲစဉ်မှာနိုင်မယ်ဆိုရင်ရမှတ်73မှတ်နဲ့ဒူးဒါကျွန်တော်တို့ ထိတ်ကသင်းတွေကိုအမှတ်ပြတ်ကတ်နိုင်မယ်အထူးပြေကြကျွန်တော်အဆင့်တက်ကအာစနယ်နဲ့ဆိုတာသုံးမှတ်ပဲကွာတော့မယ်အဆင့်နှစ်ကလစ်ဗာပူးနဲ့တည်းကျွန်တော်တို့အဲနှစ်မှတ်ပဲကွာအဲ့တော့ပြောချင်တာလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါ Crystal Palace တို့ဘာလို့လဲရှိရကြောင်းတော်တော်လေးကိုတော့ကြည့်လို့ကောင်းမယ်ဆိုတာပဲဒီနေ့ပွဲစဉ်သာဒါကျွန်တော် City အသင်းအနိုင်ရခဲ့မယ်ဆိုရင်တော့ Top 6တဲကိုပြန်ဝင်နိုင်မယ်အခွင့်အရေးမှရှိတယ်ဒါပြင်ကျွန်တော်အပေါ်ကအသင်းနဲ့အမှတ်ပြန်ကဲဟိုအမှတ်ပြန်ဆွဲကတ်ရေးအစီအစဉ်မျိုးဒီနေ့ပွဲစဉ်မှာ City အသင်းလုံနိုင်မှာဖြစ်တယ်တစ်ဖက်က Brentford ကတော့နိုင်ဒီနေ့ပွဲစဉ်မှာရှင်းမှာဒီနေ့ပွဲစဉ်မှာနိုင်မယ်ဆိုရင်တော့ဒါ Brentford အသင်းနေနဲ့ဒါအဆင့်30 1 to 10တွင်ဝင်ပြီးတော့ international break တက်ကိုသွားပို့လို့ရှိရအောင်။ key တန်သူဘောလက်ရှိမှာဒါ Brandford နီးပြအတွက်ဒီနေ့ပွဲစဉ်ကနိုင်ပွဲရေးကြည့်လို့ဒါကျွန်တော် City ရဲ့လက်ရှိနီးပြ Pep Guardiola အတွက်လည်းဒါကျွန်တော် Champion Super La စိန်ခေါ်မယ်ဆိုရင်တော့ဒီလိုမျိုးပွဲစဉ်တွေကနိုင်ဖို့အတွက်ရေးကြည့်လို့ကျွန်တော်နေနေမြင်တယ်။အဲ Monaco နဲ့ပွဲစဉ်မှာကျွန်တော်ကြည့်ပြီးနောက်ပါမယ် City အသင်းရဲ့လက်ရှိ form နဲ့ shape ကဒါကျွန်တော်လူရမ်းပြောင်းလို့မရဘူး။လူပြောင်းလိုက်ပြီဆိုရင်လည်းကျွန်တော်လက်ရှိမှာ City အသင်းနေတဲ့ form အနေနဲ့ဒါကျွန်တော်သူတို့ familiar မဖြစ်တဲ့ကစားသမားတွေပါလာပြီးတော့နည်းနည်းလေးရိုင်းသွားတာဖြစ်။ဟိုတလောကဒါကျွန်တော် Monaco နဲ့ပွဲက John Stone တို့ပေါ့ဆက်လာပြီးတော့ခံစစ်ပိုင်းနေ နည်းနည်းလေးယိုင်နေတာကိုတွေ့ရမယ်ဒါပေမဲ့ဒီနိုနေမျိုးပွဲစဉ်မှာဆိုရင်တော့စီးရီးသစ်နေနေတာရှေ့ပွဲတွေကနိုင်ခဲ့လို့ဒါဘန်လီတို့ဘာတို့ကနိုင်ခဲ့လို့ပုံစံမျိုးကိုပဲဒါကျတော့ line up ကိုအကြီးအကျယ်ပြန်ထုတ်သင့်နေတယ်အထူးသဖြင့်ဒီနေ့ပွဲစဉ်မှာဒါကျတော့ရှစ်ရှယ်လင်း ကွင်းလယ်ပိုင်းကိုဆူဆူမူမူသွားမယ်။လက်ရှိမှာဖော်မရပြနေတဲ့ Foden, Rhinus, Rudy ဒီ၃ယောက်ရဲ့အတွဲကိုဒီနေ့ပွဲစမှာဆက်လက်ပြီး employ လုပ်ပြီးတော့ Haaland ရဲ့ဒါ goal twin ဆန်းရည်တွေကိုဆက်လက်ပြီးမြင့်တင်ရမယ်ပွဲတွေလို့မြင်နေ။ Brentford ကလက်ရှိကျွန်တော်ဒါ Manchester United နဲ့ပွဲစဉ်မှာကြီးခဲ့လို့ဒီနေ့ပွဲစဉ်မှာလည်းရှင်းပါတယ်။နှစ်ခုကိုအဓိကသွားမယ်။ပထမအဆုံးတစ်ခုက counter transition ဒုတိယတစ်ခုကတော့ဒါ set piece တွေဖြစ်တယ်။ set piece တွေမှာခုနောက်ပိုင်းဒါကျွန်တော်မနေ့ကလည်း United ပွဲစဉ်မှာကြီးပြီးတည်တာလားတဖြည်းဖြည်း Tottenham Hotspur နဲ့ပွဲစဉ်မှာကြီးပြီးတည်တာလားတဖြည်းဖြည်း set piece တွေထဲမှာစကားပြောဘူးလို့ဒါကလက်ပြဘောတွေ။လက်ပြဘောတွေက ƙasar Lashi Mariruda Brentford အသင်းဆိုရင်ဒါကြောင့် Chelsea နဲ့ပွဲစဉ်တုန်းကလည်း three equalizer ကဒီလက်ပစ်ဘောကရခဲ့တာဖြစ်တယ်။အဲလက်ပစ်ဘောတွေမှာလည်း Brentford အသင်း Key Andrew ကိုယ်တိုင်ကလည်း set piece နီးပြဘဝကလာခဲ့တဲ့အတွက်ကြောင့်မို့သူကိုယ်တိုင်က set piece အရင်တော်တွေထဲမှာပါတယ်။အဲ Brentford နေတဲ့ဒီဒီပွဲစဉ်မှာ City အသင်းကို set piece တွေကနေအနိုင်ယူဖို့ကြိုးစားမယ်။ပြီးရင် counter transition တွေကအဓိကနိုင်ယူဖို့ကြိုးစားမယ်။အလဲရှိမှာဒီနေ့ပွဲစဉ်မှာအဓိကကျွန်တော်စိုးရင်တဲ့အချက်ကတစ်ဖက်ကဒါ Iron Hickey နဲ့ဒါ Thiago အုပ်စု။ Thiago နေနဲ့အခုလက်ရှိမှာသူကိုယ်တိုင် center forward play က Kevin Shaw နေနဲ့တော်တော်လေးကိုအတွဲညီတယ်။ဥမာပြောရမယ်ဆိုတော့တစ်ချိန်ကဒါကြောင့် Brian Ambo မှုနဲ့ ဲ့ဝစ်စာပုံစံမျိုးပဲဒါတီရီကော holding လုပ်တဲ့ shadi ကကျွန်တော် runner ပုံစံမျိုးသွားတယ်ဒီလိုပုံစံမျိုးခက်ဆက်စေပုံစံမျိုးတွေတွေ့တယ်အဲဒီနေ့ပုံစံမှာဒါ matthew and nunes အနေနဲ့အလွန်ကျွန် ရှေ့တက်မှုကတီရီကိုအတွက်စားကွက်ဖြစ်သွားဘူးတယ်ဒီနေ့ပုံစံမှာကြည့်ရမယ်ဒါပေမဲ့တကယ်တဲ့ in game မှာ oridi ကအများကြီး impact ရှိမှမြင်တယ်ဒီနေ့ပုံစံမှာ oridi နဲ့ jeremy doku ကတစ်ဖက်က coyote နဲ့ shadi ကိုဘယ်လောက်ထိ problem တစ်ခုအနေနဲ့လုပ်နိုင်မလဲဟိုဘက်ကကိုကို problem ပေးမှာလားဒီဘက်ကကိုကို problem နဲ့ပြန်ပေးမှာအဲ့တော့အရေးကြီးတာ city team နဲ့ဒီနေ့ပုံစံမှာရှင်းပါတယ်ရွှေဘက်ကရွှေဘဖြစ်နေဘူးကြီးကျယ်သူများကကိုကိုစောင့်ပြတနာလာ ာတဲ့ဆိုင်ကိုကသူမြောက်ဆော့ပြဿနာအရင်ဆုံးသွားရှာဖို့အရေးကြီးတယ်။အဲ့တော့ကိုကသူမြောက်ဆော့ပြဿနာတော့ဆိုင်အဲ့ဆော့ပြဿနာကိုတစ်ဖက်အတင်းကဖြည့်ရှင်းအချင်းကိုနေ့ချိန်မှာကိုကအလင်းငိုင်းတိုက်ရမယ်အနေထားမှာစတီတင်သွားပြောချင်တာရှင်းရှင်းနေဂျယ်ရမီတိုကုနဲ့အိုရိုင်လီအနေနဲ့တစ်ဖက်ရဲ့ခံစစ်တိုင်းနဲ့ဒါကျွန်တော်ရှာတီတို့ကိုလည်းအလုပ်ရှုံအောင်လုပ်ရမယ်။ဒီနေ့မှတော့တစ်ဖက်ရဲ့ဒါကျွန်တော်မဖြစ်မနေတာအန်ဒရီဒစ်ဖြစ်နေတာကြောင့်ကီအဒူရဲ့အတင်းရဲ့တစ်ခုအရတော့သူတို့ရဲ့ဂွင်းလည်းပိုက်မယ်။ဟန်ဒူရဲ့ရာမူလိုက်ရဲ့ဒမ်စ်ကဲသုံးယောက်လုံးကသူတို့ရဲ့ဂွင်းလည်းပိုက်မှာတော်တော်လေးကိုဒါစထရောင်းဖြစ်တယ်။ဟန်ဒူကလက်ရှိမှာအသက်ရွယ်နေမလားသူ့ရဲ့ပါစင်ရေ့ချ်တွေကအခုချိန်ကြီးအသက်ဝင်နေစေဖြစ်ပြီးတော့ဒမ်စ်ကဲနဲ့ဟန်ဒါဆ ဆင်းတဲ့ point အချိန်မှာ counter ထွက်စီချိန်မှာအတက်ဝင်တယ်။ hand to go dance ကတော့နှစ်ယောက်လုံးကသူတို့ရဲ့ဒါကြောင့် long range pass တွေက Tiago ရဲ့ center forward Blee နဲ့အတူဒါ shot တွေကို win နေရနေသွားတဲ့နေထားမှာရှိတယ်။အပြောချင်တာရှင်းရှင်းနေဒီနေ့ပွဲစဉ်မှာ City တင်းနဲ့အလွန်ကျွန်ဒါကျွန်တော်တို့ဟိုတိုက်မယ်ဆိုရင် ခံစားသွားနိုင်တဲ့အနေအထားမှာရှိရလို့ကျွန်တော်အနေနဲ့ပြောလို့ရမယ်တဲ့ပါ။အဲ့တော့ဘီတိုပင်စိုးစီကမူလက်ရှိနောက်ပိုင်းပွဲစဉ်မှာစီတီတင်းနဲ့ဒါအရင်တော့ခံစားပိုင်နည်းနည်းလေးဟုတ်မလို့နဲ့ဒေါ်နာရမာကတောက်လျှောက်ဂိုးတွေပြန်ပေးလာတာတွေ့ရမယ်။ဒါဒေါ်နာရမာအပြီးပဲပြစ်လို့တော့ပြောလို့မရဘူး။စီတီတင်းရဲ့ခံစားရဲ့လေးလာမှုပဲ။စီတီတင်းနဲ့ကျဲတဲ့နေရာမှာအစုံလုံးအဆင်ပြေမယ်။ခူဇနော့မရှိတဲ့နောက်ပိုင်းမှာစီတီတင်းရဲ့ခံစားပိုင်းကဖေးစီမဖြစ်တော့ဘူး။ခူဇနော့ကသူ့ရဲ့ဒါကျွန်တော်အရင်မောင်းဘော်ဒီကိုမှသူ့အနေနဲ့ဖေးစီဖြစ်တယ်။ပြောချင်တာဒါမစ်ကီဗန်ဒါဗင်းလို့ပုံစံမျိုးဒါပေမဲ့ခူဇနော့ကနည်းနည်းလေးပို့ပြီးတော့ဒါကျွန်တော်နောက်တန်းမှာပို့ပြီး front foot လို့ဒါနောက်တန်းမှာပူနေတဲ့တဲ့မှာပါ။အဲ့တော့ ခုစနော့ရှိရင်တော့ဒီညမှာတော့တစ်ဖက်ကောင်းတဲ့ transition ကို easily stop လုပ်လို့ရမှာမယ်ကျွန်တော်အနေနဲ့ Gavardio နဲ့ DS မှာနည်းနည်းလေးစိတ်ပူတယ် Gavardio အနေနဲ့ဒီညမှာတော့ကျွန်တော်ရုပ်တရက်ကြည့်မယ်ဆို face ဖြစ်တယ်ဆိုပေမဲ့တစ်ဖက်ကဒါကျွန်တော်ခုနကကေဗင်ရှာတို့တီအေဂူတို့အနေနဲ့ဒါ small end ဒါကျွန်တော်တို့ face ဖြစ်တဲ့ကစားသမားဆိုအမြင်နဲ့လူကဘာဒီယိုခံခဲ့ရတယ်ဒါအခုမှမဟုတ်ဘူးဒါမက်မဲရကဘာဖလာမှာလီယိုနယ်မက်ဆီနဲ့တွေ့ကြတယ်ကဘာကဘာဒီယိုနေတာကျွန်တော်တိတ်တိတ်တွယ်နဲ့ဒါ face ဖြစ်တဲ့ကစားသမားတွေအမြင်နဲ့အလှစ်နိုင်ခံရတယ်တော့မှာပါတယ်ဒါပေမဲ့ဒီ prep problem ကို O'Reilly အနေနဲ့အဓိကဖြေရှင်းပေးတယ်ဒါပေမဲ့ ဒီမြတ်မှာကျွန်တော်ဆွေးနေတာပဲ။ O'Reilly နဲ့တစ်ဖက်ရတာကျွန်တော် counter transition ကိုဖြန့်စည်းဖို့နောက်မှာနေတဲ့အနေထားမှာဒိုကူတယောက်တည်းရှေ့မှာယုံအောင်မှာကျွန်တော်ဆွေးနေ။အဲ့တော့ဒီနေ့ပုံစံမှာရှေ့နေ City team နဲ့ away queen မှာ tight sit ပိုင်းဆိုင်ရာမှာ Jeremy Doku ရဲ့ဆက်ရှိကိုက် C twin နဲ့မှာဆုံးဖြတ်ချက်တွေကဘလောက်ထိ အသင်းပေါ် impact ရှိနိုင်မှာအရေးကြီးဆုံးမြင်တယ်ဒီနေ့ပုံစံမှာကျွန်တော် personal အမြင်ကဒီနေ့ပုံစံမှာတကယ်ကို game changer ဒိုကုပဲဆက်ပြီးဖြစ်မယ်လို့မြင်တယ်အဓိကဒိုကုနဲ့ Foden ပေါ့နော် Foden နဲ့အခုလက်ရှိနောက်ပိုင်းပုံစံမှာလူတွေမပြောမယ်ကျွန်တော်ပြောမယ်လူတွေ why မဝေဖန်ကြဝေဖန်နေဒါပေမဲ့ Foden လက်ရှိမှာအရန်တိုးတက်လာတယ်အရင်တုန်းက Foden level မဟုတ်မှအခုလက်ရှိ Foden level မှာတော်တော်လေးကိုကြည့်တယ်ပြီးတော့နောက်တစ်ခုလည်းအရင်တုန်းက Foden ပုံစံမျိုးဖြစ်ဖို့ stress ဆိုင် Foden နဲ့ mature အရန်ဖြစ်တယ်သူကိုယ်တိုင် goal goal တို့ဒါ assist တို့မှာပေါဝင်ပတ်သက်တဲ့ Reinders Rooney နဲ့သူဘယ်လို dress ဆောင်အောင်မလဲသူနဲ့ဟာလည်းနဲ့ပြောတဖြည်းဖြည်းနဲ့ကျွန်တော်ဘာနဲ့တူလဲဆိုတော့ টেনিস বয়কে বিয় বুঝলবে ငါကလူတွေကိုဘယ်လိုဖန်တီးပေးရမလဲငါကလူတွေကိုဘယ်လိုကိုသွေးအောင်လုပ်ပေးရမလဲဆိုတဲ့ငါသူတို့ ਨੇ ဘယ်လိုဆော့အောင်မလဲဆိုတဲ့အတွေးတွေဖိုတန်းမှာဝင်လာရင်အဲ့ဒါကမက်ချူအရန်ဖြစ်တယ်လို့ကျွန်တော်နေနဲ့မြင်တယ်အဲ့တော့ဖိုတန်းစီကဒါမျိုးတွေအတွက်ကျွန်တော်ကြိုက်တယ်အဲ့ဒီနေရာမှာကျွန်တော်နောက်ပိုင်းမှာခင်ဗျားသတိထားမိလားဖိုတန်းကောင်းလာနေမြတ်ဖိုတန်းဂျီရရဟာလန်ဂူဒီပူသွင်းလာနေတယ်ရိုင်းနတ်စ်လုံးမှုတွေပူများလာရူဒီနောက်မှာပြီးအရန်အဲ့တော့ဖိုတန်းစီရဲ့လက်ရှိရှင်မမယုံဘူးကျွန်တော်ကျွန်တော်ပြောမှမယုံဘူးဆိုဖိုတန်းရဲ့ဟီးမက်ပြီးတွားကြည့်ဖိုတန်းဟီးမက်မှာအရန်ပူပြီးကူတက်လာအရန်တော့တနေရာလေးကွက်ပြီးလုံနာမှုပဲတကွင်းလုံးမှာသူဆော့တယ်အဲ့ဖိုတန်းမက်ချူဖြစ်လာတယ်မြတ်ဒီနေရာမှာဒါဖိုဖိုတန်းကို ဲကျွန်တော်တို့ကျွန်တော်မြင်ကြည့်တာဗောနော်ဟိုတစ်ဖက်ကဒါ Guardiola ကိုယ်တိုင်နဲ့ evolve လုပ်ပေးရလို့မြင်ဒါပေမဲ့မြည်တော့မင်းစိုးစေးကမှဒီနေ့ပွဲစဉ်ကတစ်ဖက်က Brentford ရဲ့ counter transition ကိုကြည့်ရမယ် set piece တွေကိုကြည့်ရမယ်ဒါတွေကိုသာထိနိုင်ပြီဆိုရင် City ရဲ့အိတ်ထဲမှာဒီနေ့ပုံစံမှာရှိမယ်ဒါပေမဲ့ ်ပေါ်လုံးကလုံနေတာဘာမှမဆိုဖြစ်သွားတယ်လက်ပါပဲပေါ်လုံးဘက်ကကြည့်ရှုနေတယ်ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါင်ကိုကြည့်လို့ရပါတယ်မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟမြန်မြန်ကလစ်မှာမြန်မြန်နံဖြစ်ပါတယ်အားလုံးကြွဒီမှာအကောင်းမွန်တော့ဒီလေးနေဖြစ်ပါစုမငောင်းတောင်းပြီးနေပဲကျွန်တော်တွေနောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးကြွဒီမှာအကောင်းမွန်တော့ဒီလေးနေဖြစ်ပါစုမငောင်းတောင်းပြီးနေပဲဒီပေါ်ဗျ